ကျောင်းသမီးတို့အားလုံးမင်္ဂလာပါနော်။ဆမဒီနေ့ပြောပြမယ်အကြောင်းအရာလေးကတော့ဂျီတွဲစိတ်ကြိုက်မြန်မာစာမြန်မာစာပေတမိုင်းမှာပါတယ်။ကုန်းမောင်ခင်မြန်မာစာပေအပိုင်း၁ကိုပြောပြသွားမှာဖြစ်ပါတယ်နော်။ကုန်းမောင်ခင်ကကုန်းမောင်ခင်မြန်မာစာပေလို့ပြောရင်တမီးတို့သားတို့ကကုန်းမောင်မင်းဆက်တီးကြားဖို့မှာပေါ့နော်အရင်တော့ကလေအဲ့တော့ကုန်းမောင်မင်းဆက်တီးဆိုရင်ဆက်တဆက်ရှိတာပေါ့လောင်မင်းတရားနေပြီးတော့ဒီပေါ်မင်းထိလောင်နောင်စင်စင့်မောင်ဘူဘ တာပုမင်းတီဆိုပြီးတော့ကုံးမောင်မင်းဆက်ဆက်တဆက်ရှိတယ်เนาะလောင်စာအလောင်းမင်းတရားနောင်နောင်တော်ကြီးစင်စင်ပြူရှင်စင်စင်ကုန်းမင်းလောင်နောင်စင်စင်မောင်ကဖောင်းကားစားမောင်မောင်ဘိုးကဘိုးတော်ဘိုးတော်မင်းတရားဆိုတာဘဒုံမင်းပေါ့เนาะမောင်ဘိုးဘဘာကြီးတော်ဘာကြီးတော်ဆိုတာစကိုင်းမင်းမောင်ဘိုးဘတာတာယာဝရီမင်းတာယာဝရီမင်းဆိုတာရွှေဘုံမင်းတာပုပကံမင်း မင်းอ่ะမင်းတို့မင်းတီယာတီဘောမင်းเนาะအဲ့လိုမျိုးကုန်းမောင်မင်းဆက်ဆက်တဆက်เนาะဒီမင်းဆက်ဆက်တဆက်အတွင်းမှာပေါ်ပေါက်ခဲ့တဲ့မြန်မာစာပေတွေကိုအဲအချင်းချင်းလေးတွေပေါ့เนาะလေ့လာမှာဖြစ်ပါတယ်ဒါတမျိုးသားတို့အကျယ်ဆိုရင်เนาะဆရာကြီးဥဖေမောင်တင်ရဲ့မြန်မာစာပေသမိုင်းတွေကိုအဲစာအုပ်ကိုလေ့လာမှာဖြစ်ပါတယ်เนาะအဲ့တော့ကုန်းမောင်ခေပထမပိုင်းနေနဲ့ဇဂရီ1135ကနေပြီးတော့1143ခုနှစ်အတွင်းပေါ်ပေါက်တဲ့ စာဆိုတွေနဲ့စာပေတွေကိုပြောပြသွားမှာဖြစ်ပါတယ်။ကုံမွန်ခေဒုတိယပိုင်းဖြစ်နေတော့တက်ကရီ1144ရာနေ1249အထိပေါ်ပေါက်တဲ့စာပေတွေကိုပြောပြသွားမှာဖြစ်ပါတယ်နော်။အဲ့တော့ကုမုန်ခေပထမပိုင်းပေါ့နော်အဲ့တော့အလောင်းမီတရားကြီးနန်းတက်တဲ့ပေါ့နော်ဒက်ဂရိတ်1135ကနေပြီးတော့စင်ကူမင်းအဲနန်းကြတဲ့1143အထိကိုဒါကုမုန်ခေပထမပိုင်းလို့သတ်မှတ်ကြရဲပေါ့နော်အဲ့တော့တမိတို့ဇာပိခေတ်တွေကိုငငယ်တော့ကလည်းတည်ပြီးသားပေါ့နော်အရှိမအဲပကံ ပင်ရအင်းဝတောင်ကူညောင်ရံကုန်းပေါင်းเนาะဒါကုန်းမောင်ဆိုတာ တကယ်ကိုစာပေတာခစ်ပဲပကံခစ်ထဲကနေပြီးတော့စပြီးတော့ပေါ်လာတဲ့မြန်မာစာပေကကုန်းမောင်ခင်ရောက်တော့အဲစာမျိုးစားတွေအများကြီးစုံစုံနေလာတယ်ပေါ့เนาะဘရင်တွေကလည်းအပေးချီမြောက်တာတွေများလာတယ်ပြည်သူတွေကလည်းတတိထားပြီးတော့ဖတ်ရှုတာတွေများလာတဲ့အတွက်เนาะကုန်းမောင်ခင်မှာဆိုရင်စာမျိုးစုံပေါ်တယ်အဲစာစုတွေကလည်းအေးမျိုးသမီးစာဆိုလေးရောမျိုးသားစာဆိုလေးရောအရဟန်းစာဆိုလေးကိုပေါ်လာတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ညောင်ရန်ခိက နေပြီးတော့အစပြုလာတဲ့ဒီမြန်မာစာပေမျိုးစေ့ပေါ့နော်ဒီပကံပင်ရအင်းဝါညောင်ရမ်းမှာစပြီးတော့သူကတရားချင်းတွေပါပြီးပေါ်လာတာပေါ့နော်ဂုံမောင်ခေတ်ထိကျတော့ဖွင့်ပြိုးရှင်းတန်းလာတယ်။နောက်စာစုအများစုကတော့အင်းဝါခေတ်ကလို့မဟုတ်ဘူး။ဒီဂုံမောင်ခေတ်ရောက်လာတဲ့အခါကျတော့အဲလူပုတ်ကိုစာစုတွေများလာတယ်။ရဟန်းစာစုကတော့အဲနှစ်ပါးလောက်ပဲတွေ့ရတာ။ ဲ့တော့ကောင်းမွန်ခေမှာတကယ်ထင်ရှားတဲ့ကျမတို့လူနော်လူပုဂ္ဂိုလ်စာဆိုတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါစိန်နေကျော်သူဦးအောင်ဆိုတာကဝိလက္ခဏာလက်ပုံတန်ပေါက်ရေးပြီးတော့ထင်ရှားတယ်နော်လဝဲတုံနာအမတ်ကြီးဆိုလည်းဒါမဲစားတောင်ကြီးရတုတွေဝေရှင်ဆန္ဒကြီးရတုတွေရေးပြီးထင်ရှားတယ်အဲဒါလဝဲနော်ရထားဂျုံဝင်ပုံမစီရနော်ရွှေတောင်တီရတုရွှေတောင်နန်တူအတွင်းဝင်ဝဏဓမ္မကျော်ထင်ဦးဖျော်တို့ရွှေတောင်နန်တမေအတွင်းဝင်ဦးညိုအဲထင်ရှားတဲ့အမျိုးသမီးစာဆိုမိဖုရားကြီးရှင်မင်းပေါ့နော်အမျိုးသမီးစာဆိုတွေကစစပြီးတော့အဲပေါ်လာတယ်ပေါ့နော်ဒါဒီလိုမျိုးဒါကတော့ကုံမောင်ခင်ပထမပိုင်း မှာအထင်ရှားတဲ့စာဆိုလေးဖြစ်ပါတယ်။ အချင်းရှားတဲ့စာပေအမျိုးအစားပေါ့နော်ကျွန်တော်တို့ချင်းရှားတဲ့စာပေအမျိုးအစားတွေကိုကြည့်မယ်ဆိုရင်အဲအင်းဝါခစ်ဆိုရင်တော့ဒါပြုတ်ခစ်ပေါ့နော်ပြုတ်တကွန်ဆိုင်တဲ့ရွှေရောင်နှွမ်းတဲ့စာပေခစ်လို့တော့ပြောတယ်အင်းဝါခစ်ကိုရဟန်းစာဆိုရင်အဲရေးတဲ့ပြုတ်တွေများလို့ပေါ့နော်အခုဒီကုံမောင်ခစ်မှာကျတော့ဒါစာမျိုးအစားတော်တော်စုံလင်သွားတယ်ပြုတ်တွေရောရထုတွေရကန်၄၀တေးထက်ဆိုပြီးကဗျာမျိုးအစားတွေလည်းအများကြီးပေါ့တယ်အဲပြီးလို့ရှိရင်သကပြေးအရာမှာကြည့်မယ်ဆိုလို့ရှိရင်လည်းအရေးတော်ပုံကျန်းနေဓမ္မတက်ကျန်းနေနန်းနွေဇတ်တော်ကြီးဝတ္ထုတွေနော်ဒါမျိုးတွေလည်းပေါ်ပေါက်လာတယ်ပေါ့ နော်အဲပြုတ်တွေထဲမှာဆိုလို့ရှိရင်တော့သူကဆုံးမစာပြုတ်တွေလည်းထင်ရှားတယ်နော်စင်တကျော်သူဥဝရဲ့ဩဝါဒသူပြုတ်ရတော့ဒါထင်ရှားတယ်နော်ဘရင်အမိန်တော်မဟုတ်ဘဲနဲ့သူ့ဆန္ဒအလျောက်ပေါ့နော်ရေးတဲ့ဩဝါဒသူပြုတ်ဖြစ်တဲ့မျိုးလေးပါးတို့ကိုဆုံးမရဲ့အကြောင်းအရာတွေပြီးရင်ဥဩရဲ့စာဆိုရဲ့ထူရင်းနော်နှလုံးသွင်းမှုတွေကိုလည်းကျွန်တော်တို့ဒီဩဝါဒသူပြုတ်မှာဆိုရင်တွေ့ရမှာဖြစ်ပါတယ် ပြီးတော့လဝဲတုံတရာအမတ်ကြီးပေါ့နော်လဝဲတုံတရာအမတ်ကြီးကတော့တမီးတို့တားလို့နဲ့ရင်းနေပါတယ်ငငယ်တုံးလေးကလည်းလေလာဘူးတယ်ပေါ့နော်လဝဲတုံတရာအမတ်ကြီးရဲ့ခင်ရှားတဲ့ရေတုနှစ်ပုတ်ရှိပါတယ်အဲ့ဒါကတော့မဲဆာတောင်ချီပိုက်ဆုံရေတုနဲ့ဝေရှင်ဆန္ဒချီပိုက်ဆုံရေတုတို့ဖြစ်ပါတယ်အဲအလောင်းမင်းတရားကြီးကမဲဆာတောင်မဲဆာတော်ဘာလို့ပို့ခံရတာလဲအဲအလောင်းမင်းတရားလဝဲတုံတရာအမတ်ကြီးကနော်မဲဆာတော်ဘာလို့ပို့ခံရတာလဲနော်ဒီအလောင်းမင်းတရားလက်ထက်မှာနော်ဒီအမာတော်ရေးရာတုကိုလည်းရတယ်လဝဲတုံတရာဘွဲကိုလည်းရှာတယ်ပေါ့နော်အဲ့တော့ဒီသူ့ ဘရင်ရဲ့ဒါပေါ့နော်အမြင့်မျိုးစားအင်တော်မျိုးအမြင့်မျိုးစားရဲ့မျိုးစားမင်းရဲ့နော်မျိုးစားရဲ့အင်တော်အကြီးတော်ဖြစ်တယ်ပေါ့သူကနော်ဘရင်သားရဲ့အကြီးတော်ပေါ့အကြီးတော်ဆိုတာဘာလဲဆိုရင်ဒီမင်းသားလေးကိုအဲလူမှုရေးပညာရေးအဖက်ဖက်ကနေပြီးတော့အဲစာပေတက်မြောက်ဖို့အရင်နော် အကုန်လုံးနော်ကိုချင်းတရားနဲ့ပတ်သက်တာတွေလုံးဝတင်ပေးရတယ်ပေါ့။နော်အဲ့မှာနေအမြင့်မြို့သားရဲ့အိမ်မာနေတဲ့လူပြိုတော်ငထင်ကျော်ကနော်ဘင်းကိုဟိုပါပေါ့။နန်းတွင်နန်းတွင်သူတယောက်နဲ့ချစ်ကြိုက်တာပေါ့။နော်အဲ့လိုမျိုးချစ်ကြိုက်တဲ့အတွက်ရာဇဝဲတင်ပြီးတော့ဒါတပည့်မကောင်းဆရာကောင်းပေါ့နော်။ဒီအိမ်မာနေတဲ့သူကဒီလိုမျိုးဖြစ်တယ်ဆိုရင်ဒီအိမ်မာ ပြောဆိုဆုံးမနေတဲ့ဆရာမှာတာဝန်ရှိတယ်ဆိုပြီးတော့ဒါအဲ့လိုမျိုးအပြစ်နဲ့ပဲတော့မဲဆာတော်ကိုပို့ခံလိုက်ရတယ်။เนาะအဲ့တော့မဲဆာတော်မှာတရားအောင်ထဲတာသမီးရင်းနဲ့လည်းမတွေ့ရ၊မိမရင်းနဲ့လည်းမတွေ့ရ၊မိသားစုနဲ့လည်းဝေးကွာ၊ဓာတိဥလူပြင်းထန်တဲ့ဒဏ်တွေကိုခံပြီးတော့เนาะဒီမဲဆာတော်မှာနေပြီးဒီရေလူနှစ်ပုဒ်ကိုရေးပြစ်တာပေါ့เนาะ။အဲ့တော့ဒီမဲဆာတော်မှာတော့ဒီမဲဆာတောင်ချေရတူကကုန်းမောင်ပထမတစ်ပိုက်ကတော့ဒီက သူကကုန်းမောင်နေပြီးတော့ယူလမ်းလမ်းဆွတ်တယ်ပေါ့နော်ပြီးရင်သူတယောက်တည်းရောက်နေတဲ့မဲကတော့ရာဇူတို့ဆိုးဝါးပုံတွေကိုလည်းသူရေးတယ်ပြီးလို့ရှိရင်သူခံစားနေရတဲ့ဒုက္ခတွေကိုလည်းသူရေးတယ်ပေါ့နော်ဒါမဲစားတောင်ကြီးရတို့မှာဝေရှင်ဆန္ဒချီရတို့မှာကြတော့သူတကယ်ကိုလွမ်းဆွတ်နေရဲ့အိမ်မိသားစုကိုလွမ်းဆွတ်တဲ့တန်အောင်သူမခံနိုင်တော့ဘူးမခံနိုင်တဲ့အတွက်သူစာအဖြစ်နဲ့ရေးတာသူ့ရဲ့ခံစားချက်ကနေပြီးတော့ဒါစကလုံးလေးတွေဖြစ်လာတယ်ပေါ့ နော်။နေရွေကျွန်းတန်တာခုချိန်ကကိုအကြောင်းတာရန်ခင်းစည်တီတွင်ဝင်တည်င်းအလူရှိပြီးသူတို့စုယူစည်းဝေးဖြူဖြူလေးအဲဖြူဖြူဖွေးလေးဆက်မေးခိုက်တွင်အိမက်မြင်တို့မရှင်ယူတလွမ်းလိုက်လာရှင်နှစ်ညပြဂျိုးဆက်ဆက်ကြတဲ့ကအကျင်ဘက်အတူတောင်းစုယူသည်ဆိုပြီးတော့တာအဲဇနီးတဲ့နေမိသားစု နော်ဒီအကုန်လုံးနော်အလူတည်င်းနေပေါ့နော်တည်င်းဒီလာဥပုတ်ဒီလာစောင့်တီးတယ်အလူတန်းတူလောက်တယ်ဆိုတဲ့အကြောင်းအရာလေးကိုအဲပြန်ပြီးတော့လွမ်းစွနေတဲ့အကျန်ခံစားချက်လေးကိုဖော်ပြရဲပေါ့နော်ဒီကတော့အဲဂုဏရတမြောက်စီရဲ့အဖွဲ့လေးဖြစ်ပါတယ် ီကာတမီတို့လမ်းလမ်းဆွတ်တဲ့အကြောင်းလေးဒီမှာထည့်ရေးတာပေါ့နော်အိမ်သူချောကျွယ်၃ရောက်မယ်နေပင်လယ်ချမ်းရခီးကွာတို့မှားလဲမကြတော့လဲမတင်ဖြစ်တဖြစ်ရင်ပူခွင့်ရှင်ရေးရှိကြတည်သည်ရင်သွေးရွှေတောင်တောင်းမောင်လားနမစင်းတိန်ကားတို့မွေးဖရင်ခွင့်ရွှေလက်တည်ပြီးယူငင်ပိုက်ဖြန်းပြုံးမိများနဲ့နှစ်ပါးမျက်ချီတန်းနေရည်ရွှေလဲဆွဲချင်ရှာလိမ့်မည်ဆိုပြီးတော့တမီးလေးတွေတားလေးတွေကိုအဲလွမ်းဆွတ်တဲ့အကြောင်းပေါ့နော်သူသူလဲဆွဲခိုင်းပြီးတော့သူဖာ အေအဖေကိုလည်းပေါ့နော်လွမ်းနေမှာပဲကိုတာသမီးလေးတွေကလည်းဆိုပြီးတော့ဒါမျိုးနော်ခံစားချက်ကိုခုနရဲ့တပေါ်လို့သူရေးထားတယ်နော်ဒီရတုနှစ်ပုတ်ကိုလည်းနော်ဘယင်စီကိုတဆင့်နော်ဆက်သွင်းလိုက်တဲ့အခါမှာကျတော့အဘင်ကတရားတွေဖတ်ပြီးရတဲ့အခါမှာစိတ်ဆိုတာတွေပြေပြီးတော့ဒါပြန်ခေါ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီရတုနှစ်ခုမျက်ဖြည့်ရတုနှစ်ဆောင်အဖြစ်နဲ့ဒီမြန်မာစာပေသမိုင်းမှာထင်ရှားတယ်နော်မဲဆန်းတောင်ကြီးရတုရဲ့ဝေချွန်းဆန္ဒကြီးနဲ့ရတုရဲ့နော်ဒီစာ အကားထက်ကိုနော်ဒီကလောင်နဲ့ကလောင်သွားနဲ့ရေးလိုက်တဲ့အတွေ့အဲလူရဲ့စိတ်နှလုံးကိုယူကျုံပြီးတော့နော်ယူကျုံပြီးတော့နူးညံ့လာစေရပေါ့နော်နူးညံ့ပြီးတော့ဒါတော်တော်နာအမကြီးကနေပြီးတော့ကိုအဲပြန်ခေါ်ချင်းခံခဲ့ရတဲ့ရတုလေးနှစ်ပုဒ်ဖြစ်ပါတယ်။အဲပြို့တွေလည်းတော့အများကြီးရေးခဲ့။နော်ဖြူဟာစကီပြို့လိုနန္ဒီတိန်နာပြို့လိုတာဒီနာပြို့ဂௌတိလာပြို့ပြီးမော်ကွန်းတွေလည်းရေးတယ်။မௌဒဘီတေကာမော်ကွန်းနေပြီးတော့ဝင်းမော်ကွန်းနေတညဝီနော်မော်ကွန်းအဲလူဒါနော်ဓာမျိုးတွေလည်းအဲချင်းနေလူဒါတွေလည်းရေးခဲ့တဲ့စာစုတူဦးဖြစ်ပါတယ်။ ဲ့တော့စဆုလဝဲနော်ရထားရဲ့လောင်မေတရားရေးတော်ပုံချက်နဲ့နော်နောက်ဂျိုးရီးယားနိုင်မောင်ကိုနေရလဲထင်ရှားတယ်နောက်ထပ်နော်လဝဲနော်လဝဲနော်ရထားစဆုပေါ့နောက်ကုံးမခင်ဦးမှာတော့ဓမ္မတက်ဂျန်နီကိုတွေ့နိုင်တယ်နော်အဲ့ဒီဓမ္မတက်ဂျန်နီဆိုတာတရားစီရင်နဲ့ဆိုင်တဲ့ဂျန်နီပေါ့နော်အဲ့ဓမ္မတက်ဂျန်နီထဲမှာဆိုရင်မနုကျေဓမ္မတက်ကထင်ရှားတယ်အဲပါဠိဂျန်ရင်ဆယ်ပဲကိုနော်ကိုကားပြီးတော့ရေးထားတာဖြစ်ပါတယ်နောက်ကျုံးဝင်ဘုံမစီရကလည်းနော်ဒီစကပြေနဲ့ပေါ့နော်အဲအကျယ်ရေးတာပြည့်စုံတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် မြန်မာမင်းအဆက်ဆက်တရားလည်းဒီနော်ကျန်ဟောပေါ့နော်တုံးခဲ့တယ်အဲအင်္ဂလိပ်မင်းလက်ထက်အထိအုံပြုရဲဆိုတာကိုတွေ့ရတယ်ပေါ့နောက်ပြီးရင်နောက်တစ်ခုကကြပြအဖွဲအနေနဲ့ဆိုလို့ရှိရင်ကုန်းမောင်ခင်မှာအေဂျင့်ပေါ့နော်အေဂျင့်ကတော်တော်လေးခက်စားရယ်ပေါ့နော်တောင်ကူညောင်ရဲ့ခက်တဲ့နှုန်းကလည်းအထူးခက်စားခဲ့တဲ့နော်ကြပြဖြစ်တယ်အေဂျင့်ကလေနောက်ဇာတိမန်ကိုတက်ကြွစေရယ်ပေါ့နော်အဲကုန်းမောင်ခင်စားဆိုဥဖြော်ရဲ့ငစင်ကူမီအေဂျင့် ဟိုတော့မကျော်နိုင်ခဲ့နော်မကျော်နိုင်ဘူးတဲ့ place side agent လို့လည်းခေါ်တယ်။နောက် place side agent ကတော့ရာဇဝင်လည်းဖြစ်တယ်၊တပ်ပုံချမ်းလည်းဖြစ်ပြီးတော့ဒါအထူးခြားတဲ့နော် agent တစ်ဆောင်ဖြစ်ပါတယ်။ဖြူတောင်နန္တတူရဲ့ငွေတောင်ရကန်ကိုတော့နော်အိမ်မှာကိုမောင်ခင်မှာရကန်ဆိုတဲ့စာအမျိုးစာတစ်ခုလည်းပေါ်ပါတယ်။အဲကန်ကြောက်ပြီးတော့ရေးရပါတော့နော်။အဲစာဆို အချင်းချင်းကန်မယ်နောက်စာအုပ်ကန်တယ်ပြီးရင်စာဖတ်ပရိသတ်ကိုကန်မယ်နောက်ကန်ချောက်ပြီးအကန်၆ဖွဲ့တွေပါတယ်ပြီးရင်ကိုရည်သေးဖွဲ့တွေပါတယ်နောက်ရကန်စာစုကသူပဲတီးသူပဲတက်သူပဲအတော်ဆုံးတခြားရကန်စာစုတွေကမတော်ဘူးမကောင်းဘူးညံ့နေပေါ့နော်အဲ့လိုပဲသူရေးတဲ့ရကန်ကပဲအကောင်းဆုံးတခြားရကန်တွေကအညံ့ညံ့နေပေါ့နော်အဲ့တော့သူ သူတို့ရေးတဲ့ရေကန်ကိုဖတ်တဲ့ပရိသတ်ကပဲညံရှိတဲ့ပရိသတ်တော်တဲ့ပရိသတ်တခြားသူရေးတဲ့ရေကန်ကိုဖတ်တဲ့ပရိသတ်ကညံတဲ့ပရိသတ်အဲအဲ့လိုမျိုးနဲ့ဆိုကန်ကြောက်တဲ့စာပေအမျိုးစားပေါ့နော်အဲ့မှာရွှေတောင်းတဲ့သူရဲ့ငွေတောင်းရေကန်ကတော့အစောဆုံးရေကန်ဖြစ်တယ်ပေါ့နော်ကောင်းမောင်ခင်မှာတွေ့ရတယ်နော်ငွေတောင်းရေကန်နဲ့ဒါငွေနှုံးရေကန်ကတော့ထင်ရှားတယ်ပေါ့နော်ငွေနှုံးရေကန်ကငွေနှုံးမင်းသမီးလေးအကြောင်းရေးထားတာအဓိကအဖြစ်တော့ ရကန်မှာဟာတညံနော်ဟာတညံပါတဲ့အဖွဲ့အစည်းအများကြီးတွေ့ရတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်ရကန်စပီးရတကယ်ကိုထူကြကောင်းမွန်တယ်အဲ့ဒီရကန်ဒီထဲမှာနော်ဥတိုရဲ့ရမရကန်ကိုတော့အကောင်းဆုံးလို့သတ်မှတ်ကြတယ်ပေါ့နော်အဲနောက်တစ်ခုကြပြာရင်နေနဲ့ဘာတွေပေါ်သေးလဲဆိုရင်တေးထက်တွေနဲ့လေးစစ်တွေကိုလည်းကုန်းမောင်ခေဦးမှာစပီးရအဲတွေ့လာမှာဖြစ်ပါတယ် အဲမျိုးသမီးစာဆိုပေါ့နော်မိဖုရားရှင်မင်းရဲ့ data တွေကလည်းဒါနှစ်သက်ဖို့ကောင်းတယ်ခန်းစားချက်ကိုလည်းပေါ်နိုင်တဲ့ data တွေဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ပြီးရင်အိုက်ခစ်ကပေါ့နော်မြမယင်ချင်းမှုဒလိထုံးစံရုပ်ရိုးရယုံကြည်မှုတွေလည်းဒါအဲသူ့ရဲ့ data လေးတွေမှာနော်စာဆိုမိဖုရားရဲ့ data လေးတွေမှာအဲတွေ့ရတယ်ပေါ့နော်။စံကြွေကိုဖြန့်ချင်းလို့ပဒင်းကမယ်မျိုးရွှေလောင်းဝန်းစံတော်ငယ်ထွက်ပေါ်လာမှုလို့စောင့်စားလို့တာရှိသည့်နေကြီးမှာဘန်ကဲသူမျိုး ထနေကြမှန်စာကိုအခါကမဲ့ထူစနီးပုံရှိချက်ယူရဲကအကျိုးငယ်မထင်ဆိုပြီးတော့ဒါကနော်မှန်စာချတာတို့နော်ချက်ယူထိုးဘေးတွင်မေးတာတို့ပေါ့နတ်မေးတာတို့မင်္ဂလိတဘာဝပေါ့လीနော်အဲချစ်သူကသူ့စီကိုမလာတဲ့အတွက်နော်ချစ်သူကိုလွမ်းဆွတဲ့စိတ်နဲ့သူ့ကိုလာစေချင်တဲ့စိတ်နဲ့ဒါမျောနေရတယ်ဆိုတဲ့အကြောင်းလေးကိုဒါကဒီရင်ဖွင့်ပြီးတော့ရေးသားထားတယ်တရမီပြရှင်မင်းရဲ့လက်ရာလေးတစ်ခုဖြစ်ပါတယ် အဲနောက်တစ်ခုရွှေတောင်တကယ်သူရဲ့တကယ်ကိုစိတ်ကူးဆန့်ကျဲတဲ့ဝိထုတပုတ်လည်းရှိသေးတယ်ကုန်းမောင်ခင်မှာပေါ်တယ်ပေါ့နော်အဲဒါကတော့ယရနာအချိန်မုံဆိုတဲ့ဝိထုဖြစ်ပါတယ်အဲနန်းတွင်ဇက်တွေမျိုးပေါ့နော်နန်းနာရှင်မဓမ္မချောင်းဓမ္မချောင်းနေမပါဘူးကပြဖို့လည်းမဟုတ်ဘူးပေါ့သူကတော့ဖတ်ရှုဖို့တတည်ရေးသားတယ်အဲဝိထုဖြစ်တယ်ပေါ့အဲနော်အဲ့ထဲမှာပါတဲ့မင်းသမီးလေးရာဆိုရင်တကယ်ကိုနူးညံ့တင်ဝင်လုံနေပေါ့နော်ဥမာအဖြစ်တမျိုးသားတို့လည်းဂျုံရင်ဒီစာအုပ်လေးကိုရှောက်ပြီးပြီးတော့ဖတ်ကြည့်တင်ပါတယ်အဲလက်ပြလေးအတောင်ပံခက်လိုက်ရင်တော့မင်းသမီးလေးဝီလူမြတ်ဆိုတာမင်းသမီးလေးကမိတ်လဲသွားတယ်ဆိုတာမျိုး နော်မင်းသားလေးကအဲတောင်စင်ခုနှစ်ထပ်ကိုဖျက်ပြီးတော့အနောဘက်တက်ရေအံရနေပြီးတော့ရေစင်လေးတွေနဲ့ပတ်ဖြန်းတော့မှအဲလန်သွားတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတကယ်ကိုအဲနူးနူးညံ့ညံ့တိတ်တိတ်မွေ့မွေ့နဲ့တာပါတဲ့အရာလေးတွေကိုစိတ်ကူးစမ်းကြဲစွာနဲ့ရေးထားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့အဲကောင်းမောင်ခေပထမပိုင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဲတကယ်ကိုဇက်တော်ရေးဝတ္ထုတွေရောစကပြေဘက်မှာပဲကြည့်ကြည့်ကပြာဘက်မှာပဲကြည့်ကြည့်အဲအမျိုးစားတွေစုံနေတယ်ဆိုတာတွေ့ရပါတယ်အဲထူးခြားကောင်းမွန်တဲ့စာပေအဆင့်တန်းအားလည်းတော်တော်လေးကိုအဲလက်ရမြောင်မြင်နေမြင်လာပြီဆိုတာကို ိုလေ့လာတွေ့ရှိရမှာ ဖြစ်ပါရဲ့เนาะအဲ့တော့ကုန်းမောင်ခင်အနေနဲ့ဆိုရင်เนาะသူတို့ဓာတ်တို့ကဒုတိယပိုင်းကိုဆက်ပြီးတော့လေ့လာရအောင်ပါပါဒါသူနဲ့သက်ဆိုင်တဲ့ assessment မေးခွန်းလေးတွေကိုလည်းဖြည့်ကြည့်ဖို့ထိုက်တွန်းကြပါရဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ဘာ